မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြจีนားမြို့နယ်မှာရှိတဲ့မြจีนားလေတပ်ကို short တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ April 16ရက်နေ့မနက်9:55မိနစ်အချိန်ကကချင်ပြည်နယ်မြจีนားမြို့နယ်မှာရှိတဲ့တိုက်လေရင်ကိုအားကိုးပြီးတော့အပြစ်မဲ့ပြည်သူတွေပါမကြမ်းအနိုင်ကျင့်ဘုံကျဲတပ်ဖြတ်နေတဲ့ ်မြေကြီးနားလီဒါစခန်းကို MBPDF တပ်ဖွဲ့က short tight ဒုံ၁၀လုံးနဲ့ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ကောင်စီတပ်နယ်မြေအတွင်းနဲ့အထီကိုဒုတိယအကြိမ်မြောက်ဝင်ရောက်ပြီးတော့တရားခွန်မမ၁၀လုံးနဲ့အတွဲလိုက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ခတ်ခဲတဲ့ဂျားတွေကအနီးကဝင်ရောက်ပြစ်ခတ်နိုင်ခဲ့ပြီး MBPDF ရဲဘော်များအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ MBPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၂၀၂၃ခုနှစ်စက်တဘာလအတွင်းကလည်း MBPDF တပ်ဖွဲ့က ရှော့တိုက်တုံး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNP နဲ့မြောက်ရီမြို့ကိုစစ်ကူတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးထက်မနည်းသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ16ရက်နေ့18ရက်နေ့တို့ကမြောက်ရီမြို့ကိုစစ်ကူပေးဖို့အတွက်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်စီရစစ်ကြောင်းကိုကော့ကရိတ်မြို့နယ်အာရှလမ်းမကြီးပေါ်မှာရှိတဲ့ဒရာကူနေရအရောက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်ချားပြူစစ်ကြောင်းက drone နဲ့၄ချိန်ပုံကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးထက်မနည်းသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကော့ကရိတ်မြို့နယ်မှာပဲရှိသေးတယ်။သူတို့ကနေ့စဉ်စက်တက်ဖို့ကြိုးစားမှာပဲကျွန်တော်တို့ကလည်းဟန်တားနိုင်ဖို့အတွက်ကြိုးစားနေတာပေါ့။လောလောဆယ်တော့ဒရန်ကူနဲ့ကော့နွဲ့အနားတစ်ဝိုက်မှာပဲရှိနေသေးတယ်လို့သတင်းရထားကြောင်းကို ကြားပြူစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။မနေ့ကကော့ဂရိတ်မြို့နယ်အတွင်းမှာမြောက်ရီဘက်ကိုစစ်ကူလာနေတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းများကို KNL ဥဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီကလေကြောင်းကနေတဆင့်တိုက်ခိုက်မှုများကိုလှုံ့ဆော်ခြင်းဓာတ်ဥအစိမ့်ငွေများကိုအသုံးပြုခြင်းများရှိနေကြောင်းကိုကြားပြူစစ်ကြောင်းကထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးအခုညတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအာဓမစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုင်မြောမြို့နယ်မှာမွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD နဲ့စစ်ကောင်စီတပ်တို့ဟာဒီကနေ့မနက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဧပြီလ19ရက်နေ့မနက်9:00နာရီအချိန်ကမှကြိုင်မျောမြို့နယ်တန်ကလောင်ကျေးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကို NMSP AD တပ်ဖွဲ့တွေကတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုကြိုင်မျောဘက်မှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်။မနက်က9:00နာရီလောက်ကနေစစ်ကောင်စီတွေကတန်ကလောင်ဘက်ကိုတက်လာတယ်သူတို့အမြောက်ကားတွေနဲ့ပေါ့အဲ့ဒီမှာရှိနေတဲ့ NMSP AD နဲ့တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်လို့မွန်တရင်ရင်းမြစ်ကပြောဆိုထားပါတယ်တိုက်ပွဲမှာထိခိုက်ကြဆုံးမှုအခြေအနေကိုတော့မသိရသေးဘူးလို့အဲ့ဒီတရင်ရင်းမြစ်ကပြောကြားထားပါတယ် ်မွန်ပြည်သက်ပါတီကနေခွဲထွက်လာတဲ့ NNSP AD ဟာစစ်ကောင်စီကိုစစ်ရေးအရပြန်လည်တိုက်ခိုက်တော့မှာဖြစ်ကြောင်းကိုအခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာကြေညာပြီးတဲ့နောက်ဒေတာတွင်တော်လိုင်းရေးအားစုများနဲ့လက်တွဲရွေတော်၎င်းတပ်ဖွဲ့ချင်းအနေနဲ့တော်၎င်းစစ်ကောင်စီတပ်နဲ့စစ်ကောင်စီရဲ့ထောက်တိုင်ပြည်သူစစ်များကိုတိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်စစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်ဟူသမျှကိုတိုက်ဖြတ်ကာ မွန်လူမျိုးအပါအဝင်အခြားလူမျိုးများရဲ့ဒန်းတူအခွင့်အရေးကိုပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးပြည့်ဝရှိတယ်။မွန်ပြည်ကိုတိစောက်သွားမှာဖြစ်ကြောင်းကို NMSPAD ကအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့စီလိုနာဟိုတယ်မှာကျင်းပတဲ့ Safe House ရန်ကုန် Music Festival ဒကြံပွဲတော်မှာပွဲဝင်ခွင့်လက်ပတ်တွေကြောင့်ပွဲလာတဲ့သူတချို့ရဲ့လက်တွေဟာအရေးပြားကွာကြလောင်ကျွမ်းတီအထိစိုးစိုးဝါးဝါးထိခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အဲ့ဒီ safe house ရန်ကုန်တကြံပွဲကိုစီစဉ်တဲ့သူဟာအကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တမီးနဲ့တငယ်ချင်းလေးဖြစ်စီးပွားဘက်လည်းဖြစ်တဲ့ဝိုင်းကောက်ဆယ်ရင်ဝင်ဂျူးချစ်တင်စာတို့ဦးစီးတဲ့ပွဲဖြစ်တယ်လို့သိရပါတယ်။စီရိုနာဟိုတယ်ရန်ကုန်မှာ safe house ဆိုတဲ့ပွဲစီစဉ်တဲ့သူဟာအရင်ကတည်းကဝိုင်းကောက် list မှာပါတဲ့လင်မယားပါဂျူးချစ်တင်စာဆိုတာကမင်းအောင်လှိုင်ရဲ့တမီးရဲ့တငယ်ချင်း သူ့အဖေကလည်းအရင်ကစစ်ဘိုလ်အရာရှိတဲကပဲအခုတော့အငိမ့်စားစီလိုနာဟိုတယ်ရန်ကုန်စေးဖောက်ပွဲသွားတဲ့သူတော်တော်များများလက်မှာရားနာတွေဖြစ်နေကြတယ်လို့သတင်းရင်းမြစ်ကပြောကြားထားပါတယ်ဂျူးချစ်တင်စားနဲ့တင်မင်းဆွေတို့လင်မယားရဲ့ High So Heaven Bar Bar Dubai Kavi Waste Trainer In Time Delivery Service Mass Culture Entertainment Safe House Club Base Kingdom Full Moon Festival စတဲ့စီးပွားရေးတွေကိုလောက်ကင်နေပြီးတော့ အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တမိဖြစ်သူဟာ၎င်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာအဓိကရှယ်ယာရှင်အဖြစ်နဲ့ပါဝင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကင်းပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမှာတော်လိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့စစ်ကောင်းစီတပ်များတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်းစီတပ်စခန်းတွေကိုတော်လိုင်းတပ်များကဝင်းရောက်တိုက်ခိုက်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ19ရက်နေ့မနက်9:00ကျော်အချိန်ကစတင်ပြီးတော့ကျုံတိုးမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီးတော့ KNLA ဥဆောင်တဲ့တော်လန်ရေးတပ်များကစစ်ကောင်စီရဲ့ဗျူဟာစခန်းတစ်ခုနဲ့တပ်ရဲနှစ်ခုကိုကြပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဗျူဟာစခန်းနဲ့ခမရ905နဲ့ခမရ946ကြပြိုင်နက်ထဲဝင်ရောက်တိုက်နေတာပါ။ပူပေါင်းအဖွဲ့အစုံမဲဝင်တိုက်နေတာလို့တောင်ပိုင်းတိုင်းစစ်ဒေသကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကအထိနာနေတဲ့အတွက်ကြောင့်လေချောင်းပြစ်ကူကိုအဓိကသုံးနေပြီးတော့တိုက်လေရင်များနဲ့ပေါင်900ဘုံများကို ကျုံတို့မျိုးအနီးကိုကျဲချနေတယ်လို့သိရပါဗျ။ကျုံတို့မျိုးပတ်ဝန်းကျင်ကပြည်သူတွေဟာလဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။လေရင်တွေတစ်ချိန်လုံးတက်နေတာနဲ့တိုက်ပွဲဖြစ်တဲ့နေရာကလက်နက်အကြီးအသေးအတန်းတွေအကုန်ကျန်းနေရလို့ပြည်သူတွေလဲကြီလွတ်ရာကိုအဝတ်တထည်ကိုတစ်ခုနဲ့ပြေးနေရတာပဲလို့ကျုံတို့မျိုးကပြည်သူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မြို့ဟောင်းရွာမှာ AP လ16ရက်နေ့မနက်7:00နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျောင်းတိုင်းဆရာတော်တပါပြန်လောင်အောင်မူပြီးတော့လူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပ်တော်68နဲ့ဝါတော်68ဝါရှိတဲ့ကျောင်းတိုင်းဆရာတော်ဗရဏပန္နိတမဟာထေပြန်လောင်အောင်မူပြီးတော့ကပ္ပိယအပါဝင်ရွာသားလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာဒဏ်ရာပြင်းထန်တယ်လို့ဒေသခံတဦးကပြောပြထားပါတယ်။မနက်7:00နာရီလောက်မှာဖြစ်တာပေါ့ဆရာတော်ကတော့ပြန်လည်တော်မူသွားပါတယ်၄ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ပြောဆိုခဲ့ပါတယ်၄ချောင်းကဘုံကျဲရမှာ ဘုံကြီးចောင်းပေါ်တဲ့တဲ့ကြပြီးတော့ចောင်းဆောင်လည်းထိခိုက်ပျက်စီးခဲ့တယ်လို့သူကဆိုပါတယ်မြောက်ရီမျိုးကိုစစ်ကူလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့လေ KN မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာကော့ပိုရိတ်မျိုးနယ်တွေကချောင်းဖြားမြပဒန်းကော့နွဲ့စတဲ့နေရာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။ AP လ73ရက်နေ့ကလည်းစစ်ကောင်စီတပ်က Y12 လေရင်နဲ့လေချောင်းကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်ကော့ပိုရိတ်မျိုးနယ်တွေကရွာတွေကိုကျရောက်ပြီး အရက်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကြားယူစစ်ကြောင်းကကြေညာချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်ရိုက်ကောစီဆိုင်လမ်းပေါ်မှာစိုက်ကယ်နဲ့တွာလာနေတဲ့ပြည်သူနှစ်ဦးကိုအကြမ်းဖက်စစ်ကောင်စီကပစ်ခတ်တပ်ဖြတ်ရာတဦးသိမ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ AP လ16ရက်နေ့မွန်းလွဲတနင်္ဂနွေအချိန်ကစီဆိုင်မြို့နယ်ဖြီတခော့ကျေးရွာနေပြည်သူနှစ်ဦးဟာစိုက်ကယ်နဲ့ခရီးသွားလာနေတဲ့အချိန်ပုံလောင်းကျေးရွာအနီးကိုအရောက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့ထိတ်တိုက်တိုးပြီးတော့ စစ်စေးမေးမြန်းခြင်းမရှိဘဲနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့ရာရွာသားတူနေရာမှာတင်ပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါဗျ။ကြံတဲ့ရွာသားတူဟာထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ခတ်တပ်ဖြတ်ခံရပြီးတော့တေဆုံးသွားတဲ့ပြည်သူရဲ့ရုပ်အလောင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီတွေက ပြန်လည်တည်ယူခွင့်မပြုသေးဘူးလို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ